ဟုတ်ကဲ့ပြီးခဲ့တဲ့ရက်ပိုင်းတွေကဒီရက်ခိုင်ပြည်နယ်မှာလူမျိုးရေးဘာသာရေးအတ္တိကယုံဆန်ဆန်အဲပြန်လန်ပြန်လန်ကြမ်းဖက်ကြတာတွေဥတွေလက်လွတ်တပ်ဖြတ်ခဲ့ကြတာတွေလည်းအားလုံးကြားသိခဲ့မယ်ထင်ပါတယ်ဒီလိုအခြေအနေနဲ့ပတ်သက်ပြီးတော့ဒီလူမျိုးရေးဘာသာရေးပြည်ပခါတွေမုံတီးမှုတွေတင်းမာမှုတွေ စစပြိုးနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒီပွင့်လင်းလူဖွဲ့စည်းလှုပ်ရှားမှုပေါ်ဆောင်ပြီးတော့နေနေရရကိုစီယုံလှက်ဟော်ပြောလှဲ့လည်နေကြတယ်ရှိသရှိတောင်းသာကောင်းဆောင်နေတဲ့ကကိုမင်းကိုနိုင်ကိုအင်တာနက်ကတစ်စင်တိုက်ရိုက်ဆက်သွယ်မေးမြန်းမိသူ့အမြင်သူ့သဘောထားကိုမေးမြန်းသုံးသပ်တင်ပြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုမင်းကိုနိုင်ခင်ဗျာအခုလောလောဆယ်မှာကိုတို့ဒီ ဒီတာချီလေးကို ရောက်နေတယ်ဒီပွင်လင်းလူဖွဲ့စည်းအဲကိစ္စလည်းလှုပ်ရှားနေကြတယ်ပေါ့နော်အခုအခါမှာဒီရခိုင်ပြည်နယ်မှာပြီးခဲ့တဲ့ညကဒီတန်တွဲကတန်တွဲကနေဒီခီးတယ်တွေကိုအဲ့လိုမျိုးလူမျိုးချားလို့ယူဆပြီးတော့အဲ့လိုတတ်ဖြတ်တယ်ဆိုတာမျိုးတွေကျွန်တော်တို့ကြားရတယ်ပေါ့နော်အခုလှုပ်ရှားနေတဲ့ပွင်လင်းလူဖွဲ့စည်းလှုပ်ရှားနေတဲ့အခြေအနေနဲ့အခုလိုမျိုးလေး ဥပဒေမဲ့တပ်ဖြတ်မှုတွေအဲ့လိုအပြန်အလှန်မုန်းတီးမှုတွေဖြစ်နေတဲ့အပေါ်မှာလေဘယ်လိုမျိုးဆက်ဆက်သုံးသပ်ကြည့်ကြလဲခင်ဗျာကျွန်တော်တို့ကတော့အစမ်းဖက်မှုဆိုရင်ဘယ်သူလားမသိဘူးအစမ်းဖက်တာဘုံကကျွန်တော်တို့ကသဘောလည်းမတူနိုင်ဘူးအဲ့တော့ဖွင့်ပြလို့လည်းမရဘူးကျွန်တော်တို့တားဆီးရမှာအထူးသဖြင့်အဲ့ဒီဂျူရဲလို့ပါလာရဲလို့ဆိုတာမျိုးကအမှန်တန်အကဲဆက်တဲ့ကိစ္စတွေဖြစ်နေတယ်အဲ့တော့ အဲ့ဒါမျိုးခေါင်းစိမ်မတက်ကြပဲအဲ့ဒီပုံမျိုးကိုပေါ်ရဖို့ပဲတိတ်ကြီးကြည့်ပါလေ။ဟုတ်ပြီ။ဒီကဲအတင်းရောက်တော့ကျွန်တော်တို့ချိန်ချုပ်လိုက်နိုင်ပြီဆိုရင်တော့ကောင်းတယ်ကွာ။အဲ့ဒါထပ်ပြီးတော့မပွားဖို့ရည်ကြည့်တယ်။သူသားကများတပြည်လုံးသွေးဆောင်ကြီးမှမျိုးဒေသတစ်ခုသွေးဆောင်ကြီးမှမျိုးတော့ကျွန်တော်တို့အမှန်တရားဆိုရင်ဖြစ်တယ်။အဲ့ဒီလိုမပြောင်းတော့တားအောင်တားရတယ်။ဟုတ်ကဲ့ အခုဆိုရင်ဗျာအခုဆိုရင်ကျွန်တော်တို့မြန်မာပြည်နိုင်ငံရေးအခြေအနေရပေါ့နော်အရင်တုန်းကစစ်တိုက်လာကြတယ်တရောင်းတရောင်းအပြန်လန်တက်ဖြတ်လာကြတယ်အတရောင်းတရောင်းစစ်တိုက်ပြစ်ခတ်လာကြတဲ့သူတွေကအခုငိမ့်ငိမ့်ရေးစကားပြောနေကြတယ်ငိမ့်ငိမ့်ရေးတိဆောက်နေကြတယ်ဒီနိုင်ငံရေးအင်အားစုတွေကလည်းမြန်မာပြည်မှာမျိုးသားရင်းညာစီရေးပြန်လည်တင်းမြတ်ရေးတွေစူးစမ်းနေကြတယ်အဲ့ဒီလိုအချိန်မှာဒီလူမျိုးရေးအရဘာသာရေးအရမုန်တိမှုတွေက တချို့နေရာတွေမှာရှိနေတုံးပဲဆိုလို့ရှိရင်အဲ့လိုအပြန်အလှန်မုန်းတီးမှုတွေအစာမကြေမှုတွေနှစ်ဖက်လုံးအပေါ်မှာလေအကိုကိုမင်းကိုနိုင်တို့ဘလို့များမေတ္တာရက်ခံကြတာရှိလဲခင်ဗျာရပါသေးကဟိုတိလေတိသာရှိရဲ့သီယောဖြစ်တဲ့အယောဂကင်းကြီးဆိုရင်တော့သိရှင်းလို့ရတယ်တားဆီးလို့လည်းရတယ်ပေါ့ဒါပေမဲ့ဒီယောဂမကင်းတာမျိုးဆိုတော့ကျွန်တော်တို့ပေါ်သတိထားရလိမ့်မယ် ပို့ပြီးတော့လေအမြောင်ကြီးကြီးကြီးနဲ့ကျွန်တော်ဝိုင်းရဲတင်ပြရတယ်ကျွန်တော်တို့ကမေတ္တာရပ်ခံတယ်ဆိုတာကနောက်ဆက်ဆက်မှပြီးတော့အစားအသောက်မျိုးမဖြစ်ဖို့နမတ်စ်မေတ္တာရပ်ခံအဲ့ဒီအတွက်ကသတင်းသမားတွေမီဒီယာသမားတွေရဲ့ဆန္ဒကတော်တော်အရေးကြီးတယ်လို့ကျွန်တော်ပြောတာဘာကြောင့်လဲဆိုတော့သတင်းတစ်ခုကိုတိုက်တူပုံပေါ်လို့ရတယ်အဲ့တော့သတင်းကောင်းတဲ့သွေးပုံကအာဘော်ပြောပုံဒီသားပုံကဒါမှ ပြီးတော့ပုံပြီးတော့သိနိုင်တယ်သိနိုင်ကြပါအောင်အဲဒီလိုလေးဘုံကင်းဒီဘာသာရေးကြဘုံကင်းမှုအဲ့ဒီအမုန်းတိုက်ပွဲတွေမဖြစ်အောင်ကျွန်တော်တို့ဒီမီဒီယာသမားတွေသတင်းသမားတွေဒီသတင်းကိုကြီးတဲ့နေရာမှာတတိပြုကိုကောင်းတယ်အဲ့မတော်တဆမှားလို့တော့မရတဲ့ကိစ္စဖြစ်အနောက်အာနာမန်ကြီးရဲ့ဟိုချင်းချောင်းတိုင်ကြမှုကလည်းအမှန်တရားရေးပြပါတယ်ကိစ္စကံဒီလူတွေရဲ့စိတ်သဘောထားကလည်း ဒီညမှာအဓိကကြားနေတယ်အဲ့တော့အာနာပိုင်တွေကလည်းဒီကိစ္စကိုအမြင်သာဆုံးရှင်းရှင်းပြဖို့ဆိုလို့ဒေသခံပြည်သူတွေကိုလိုက်လာတယ်ဒါကမဖြစ်ကောင်းတဲ့အမုန်းတရားဖြစ်ခွဲတယ်မဆောင်ရအောင်ကျွန်တော်တို့ပြည်သူတွေကနေသူတွေကိုသိအောင်ဒီနေ့နေ့လောက်ရောက်ပါတော့မလို့မရတော့ကျွန်တော်တို့ဒါအချက်ဒီပွားနဲ့တက်စီကိုပါလို့တယ်ပြည်တော်မှာကျွန်တော်တို့ကသုံးလို့ဟုတ်ကဲ့အဲနောက်တစ်ခါလေးဒီ ခုလိုမျိုးတပ်ဖြတ်မှုတွေအခုလိုမျိုးအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးတော့ဒီလူမျိုးရေးဘာသာရေးအတ္တိကယုံပုံစံမဖြစ်ရအောင်ဆိုပြီးတော့ဒီအစိုးရဘက်ကလည်းသတင်းထုတ်ပြန်လာလာတွေတွေ့ရပါတယ်နောက်ပြီးတော့ဒီဒေတာဆိုင်ရာအာရာဘိုင်တွေလည်းဝိုင်းပြီးတော့ဖြည့်ရှင်းနေကြတယ်တွေ့ရပါတယ်ဒါပေမဲ့အဲနောက်ထပ်ဒီလိုမဖြစ်ရအောင်တကယ်တရားဥပဒေစိုးမိုးရေးအရာပိုးပြီးတော့เนาะစိတ်ချလုံခြုံတည်ငြိမ်အေးချမ်းတယ်ဆိုတဲ့အခြေအနေတိဆောက်နိုင်ဖို့အတွက် ဒီတာဝန်ရှိတဲ့သူတွေနဲ့ပတ်သက်တာဝန်ရှိတဲ့သူတွေရဲ့စီမံဆောင်ရွက်ပုံတွေနဲ့ပတ်သက်ပြီးတော့ကိုဘယ်လိုမျိုးဝေဖန်ကျင်တာဘယ်လိုမျိုးထောက်ပြကျင်တာဘယ်လိုမျိုးတိုက်တွန်းကျင်တာများရှိလဲခင်ဗျာလူကကျွန်တော်တွေ့ရတာကအခုကသူပါတော့ဗျာအဲ့လိုဟိုတချို့နေရာတွေမှာကလူမျိုးနဲ့ပါတာအများစုကတစ်ခုရှိပြီးတော့အနည်းစုကတစ်ခုရှိတယ်။ဒါမျိုးလိုနေရာမျိုးတော့ခြားနေရာတွေမှာကျွန်တော်သိထားကြည့်ပါတယ်။ အဲ့တော့အနည်းဆုံးကတော့ကြောက်နေရတဲ့နေရာမျိုးမှာတွေ့ရတယ်။အဲ့တော့ဒီလူရဲ့ဘဝလုံးကိုတက်တော့ဒီသက်ဆိုင်ရာဒေသန္တရအုပ်ချုပ်ရေးအဆင့်တွေကပုံစံတွေကမှန်မှန်ကန်ကန်ပြနေပြီလေတစ်ခါကလုံးပါတယ်။တကယ်လို့လုံးနေတာပါ။အဲကြောင့်လည်းဆိုတော့ဖယ်အချက်မှာလာပြီးတော့တို့ကိုကအများစုကအနိုင်ကျင့်လိုက်မလဲတန်းဖက်နိုင်မလဲဆိုတာကိုတစ်ပတ်စလုံးကစိုးရိမ်နေကြတယ်။ကျွန်တော်တို့ဒီလိုချက်ကနားလည်ပြီးတက်ပါ။အများကြီးမဖြစ်အောင်လို့ဒေသအတိုင်းအနာပိုင်တွေက ပေါ်တော်လေးကိုကာဝေးရပေးရလိမ့်မယ်။ကျွန်တော်တို့မှာတစ်သက်လုံးအတူတူပြေးပြီးတော့မြစ်တာနဲ့ဒီလာကြတဲ့လူတွေအဲ့လိုဟောတာသူ့တာရီယာပို့တာရီယာနဲ့ပြစ်သွားပြီးတော့အခုဆိုရင်ကျွန်တော်ရင်းဆိုင်ကြည့်ပေါ်တော့မှတော်တော်ဖဲရည်ပြီ။အဲ့လိုမျိုးမဖြစ်သင့်ဘူးမဖြစ်သင့်ဘူး။ကျွန်တော်မြစ်တာနဲ့ပြင်ပြရမယ်အညောအမြင်ဆိုပါတယ်ဒီမှာညတော့ပြတော့ပြတော့ပါဟိုခါစားတဲ့ပုံစံအပြေးရောက်ပြီးပြီတက်ဆိုင်ရာရဲ့အနေနဲ့ကဒီကိစ္စကိုအမြန်ဆုံးလုပ်ရမှာကကျွန်တော်မြင်လာကတော့ ဒီကိစ္စကိုထပ်မံမကြီးထွားအောင်တင်းတင်းတင်းနိုင်ရမယ်။နှစ်ချက်ကဥပဒေရတိတိယောက်ယောက်နံကလုံးပေါ်ပြီးပြေးတာမျိုးကိုမဆိုင်မထွက်လို့ရမယ်။ကျွန်တော်အချိန်ဆွဲလို့လုပ်ရအောင်။အဲ့ဒါမှကျွန်တော်ဒီလူမျိုးတွေပါတဲ့ငုံကြည့်မှုကိုအခြေခံတဲ့ထင်မြင်ချက်မျိုးတွေကကြောက်ကြက်သွားဖို့လိုတယ်။သက်ဆိုင်ရာဘာသာရေးကောင်းဆောင်ပြန်လာဒီကိစ္စကိုခဲရမှာပြီ။ဒီကိစ္စမတိကျုံကျုံပြုလို့မရဘူး။ကျွန်တော်ကခုနလေးနဲ့ပြောတယ်။အခုကဒီကိစ္စကိုမပြောနဲ့။ဈာညက်သွားမယ်လို့မာတို့အဆုံးကြလည်းမစောလုံးလားလို့ ဟိုလူပြည်ပြည်ဝင်လုံးတာဖြစ်မယ်ဆိုတာဒါတွေကိစ္စမရှိဘူးကျွန်တော်တို့ဟိုဒါအမြင်ဆောင်သွားတာကမြင်မရှိဘူးဒီကိစ္စဒီကြောင်တာပြောချောင်မရှိဘူးပဲအရေးကြီးတယ်အဲ့ဒါကြောင့်ကျွန်တော်တို့စိုးရိမ်တော့ကနေဒီကိစ္စကိုအများဆုံးပြန်ပြီးတော့ပြောရအောင်ကျွန်တော်တို့ကြုံပါတယ်ကျွန်တော်တို့ပြည်သူလူထုယုံကြည်တဲ့လူတွေအားလုံးပြောကြမယ်ဆိုလို့ရှိရင်ဒီကိစ္စထိန်းသိမ်းလို့ရပါမယ်မဖြစ်တဲ့နာတွေမဖြစ်အောင်ကျွန်တော်တို့တားဆီးနိုင်မယ်လို့ကြုံပါတယ် ဟုတ်ကဲ့ဒီပြီးခဲ့တဲ့ရပိုင်းမှာပဲပေါ့နော်ဒီတန်တွဲမှာဖြစ်သလိုပဲနောက်ဒီဒီရမ်းပြဲမှာ ဖြစ်ခဲ့တဲ့အာရမအာရမပြူကျင်တပ်ဖြတ်မှုဆိုတာတွေရောနောက်စစ်တွေမှာဒီစစ်တွေကဒီရဲစခန်းနားမှာဒီဒီကေယုံဆန်ဆန်ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ဒီအဓိလူမျိုးရေးဘာသာရေးဒီကေယုံတွေဖြစ်အောင် ဖန်တီးနေသူတွေအဲ့လိုသတင်းကောလာဟလသတင်းဖြန့်နေသူတွေများရှိသလားဆိုပြီးတော့လဲတန်တရာရှိနေကြတယ်ပြောဆိုဝေဖန်နေကြတယ်တွေ့ရပါတယ်နောက်မြန်မာနိုင်ငံရာဇဝင်မှာလည်းနိုင်ငံရေးအချက်တဲတွေနိုင်ငံရေးအပြောင်းလဲတွေမှာအဲ့လိုဒီလိုမျိုးဘာသာရေးလူမျိုးရေးအတ္တိကယုံတွေကဖြစ်ခဲ့ဖြစ်လိဖြစ်ထရှိခဲ့ဒါတွေလည်းရှိတယ်ဆိုတော့အဲ့လိုအဲ့ဒါလိုထင်ကြသုံးသက်ကြတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကိုမင်းကိုနိုင်ဘယ်လိုများတွေးမိဘယ်လိုများထောက်ပြကြင်တာရှိလဲခင်ဗျာ ဖြစ်နိုင်ကြအကြောင်းတွေအများကြီးရှိတာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ကမဖြစ်တင်တာမဖြစ်အောင်စားဖို့ပါပဲလူကြီးဆုံးပါအဲ့ဒါကြောင့်ကျွန်တော်တို့ကဆွဆဲချက်တွေကိုအခြေခံနေမဲ့အစားနံပါတ်1အဲ့ဒီတည်င်းတွေကိုလွတ်ပြန်တဲ့တည်င်းကိုပုံပေါ်တဲ့ပုံစံတွေကိုနိုင်ဖို့ကချိန်သိမ်းကြဖို့ဒီ Facebook တွေပါဒီမှာ comment ရေးတယ်ရှင်ရှင်ယူဆချက်ရေးတယ်ဆိုတဲ့လူတွေအားလုံးအဲနှာသားချက်နဲ့မပေါ်ပေါ်ပဲနေဒီဥစ္စာကိုနောက်ထပ်မကြီးထွားသင့်တဲ့တော်မီတစ်ခု ်နောက်ထပ်မဖြစ်သေးတဲ့သွေးကြောင်းကြီးမှုတစ်ခုဆိုတာကိုအားလုံးသိကြတဲ့ခါမှာဝိုင်းခင်းရဖို့လိုတယ်ဗျအဲ့တော့ဘယ်လိုနည်းနဲ့မှမုန်းတရားကိုကြီးထွားလာပြီးတော့ကျွန်တော်ပြေးလို့မရအောင်ဟုတ်ကဲ့ဘာမှပြေးလို့မရအောင်ဟုတ်ကဲ့အခုကိုမင်းကိုနိုင်ဒီ Facebook လို့ပဲပြောလို့လေ Facebook မှာလူငယ်တွေကဒီဟိုဘက်ကဒီဘက်ကအပြန်လန်တ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 န်ရေးနေကြတယ်အပြန်လန်မုံမုံတီတီရေးနေကြတယ်လည်းတွေ့ရပါတယ်နောက်တစ်ခါဒီလိုမြင်မကောင်းရှုမကောင်းဒီအလောင်းပုံတွေ ီရုပ်အလောင်းပုံတွေဓာတ်ပုံတွေတင်နေကြတယ်တွေ့ရပါတယ်ဒီသေလွန်သူတွေရဲ့ဂုံတိတ်ခါကိုအဲဂုံတိတ်ခါလည်းထိခိုက်တယ်နောက်သေဆုံးသူတပ်ဖြတ်ခံရသူတွေရဲ့မိသားစုတွေမှလည်းစိတ်ထိခိုက်ကြေကွဲစရာတွေဖြစ်မယ်ဆိုတာမတွေးကြဘူးမတွေးကြဘဲနဲ့ပေါ့နော်အဲဒါလို Facebook တွေမှာလည်းဒီလိုပုံတွေတင်နေကြတယ်စာတွေလည်းရေးနေကြတယ်ဒီလွတ်လပ်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုပေမဲ့အဲဒါလိုမျိုးမစင်မကျင်ဖြစ်နေကြတဲ့အပေါ်မှာကို ကိုမင်းကိုနိုင်ဘယ်လိုများထောက်ပြခြင်းလဲခင်ဗျာအဲ့ကျွန်တော်ကကျင့်ဝတ်ရှိရတယ်ကွာကျင့်ဝတ်ပေါ့မီဒီယာသမားဆိုမီဒီယာသမားကျင့်ဝတ်ရှိတာပေါ့အဲ့ဒီကျင့်ဝတ်ကိုနိုင်ငံတောင်းဆိုလို့ပဲအခုကကျွန်တော်တို့ကနိုင်ငံသားမီဒီယာသမားဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်အားပေးပါတယ်အဲ့တော့ပြည်သူတွေကထွက်လာတဲ့ပြည်သူတွေမီဒီယာသမားကိုယ်တိုင်လုပ်ပြီးတော့ကင်မရာတွေကင်မရာပေါ်မှာဖျားသိရတယ်ကွာတယ်လီဖုန်းရှိရသူကတယ်လီဖုန်းနဲ့ရိုက်ပြီးတော့အသင်းတွေကိုတင်နေကြတဲ့ခဲ့ဗျာဒါနဲ့အားလုံးသိမှာမှာကျင့်ဝတ်ကိုသိရပါတယ် ခုနပြောသလိုဘုံစုံပတ်သက်ဖြစ်နေတဲ့ရုပ်အလောင်းတွေပါတွေဟာဗန်နီးနဲ့မှတတ်တန်ရဟိုသူ့ရဲ့သူ့ရိုးသားချင်းတွေကိုငဲ့ညာသွားတယ်လို့ကောင်တင်းဆုံးသူတွေကိုငဲ့ညာသွားတယ်လို့ကောင်ကျွန်တော်ဘုံစုံပတ်သက်မပြသိဘူးဒီလိုကိစ္စမျိုးပါနောက်တစ်ခုကအမုန်းတရားနဲ့နာကြီးမှုတွေကိုလှုပ်ဆွပေးနိုင်တဲ့ကိစ္စမျိုးအဲ့ဒီတည်းမျိုးအဲ့ဒီပုံမျိုးမပေါ်ပြသိဘူးကျွန်တော်တို့ကနောက်ထပ်ကြက်လာရင်ဘယ်တော့အန်ရီကြီးတယ်ဆိုတော့ဘိုင်းပြီးတော့ရေးဖို့ပဲလုပ်ရတာ အဲ့ဒါတောင်းလို့သူ့တို့ကနေပြီးသားကိုပါလို့ပါတော့တာလွတ်လပ်ခွင့်ကိုကျွန်တော်တို့တန်ဖိုးထားပါတယ်အဲ့ဒီအတွက်လည်းဘဝတွေအသက်တွေအနိုင်ပေးခဲ့ကြပြီးတော့တိုက်ပွဲဝင်ခဲ့ကြတာဒါပေမဲ့ရလာတဲ့လွတ်လပ်ခွင့်အပေါ်မှာတော့အစလွဲမသုံးကြည့်ရဘူးပဲဒီကြီးရကကိုယ့်ရဲ့ခင်ပြင်ယူဆချက်တစ်ခုကိုယ့်ရဲ့တည်ငြိမ်ပေါင်းတဲ့တစ်ခုကိုယ်ပေါင်းပြလိုက်တဲ့ပုံတစ်ခုကကျွေးကြောင်ရှိမှုတွေဖြစ်သွားမယ်နှစ်ပေါင်းများစွာအနာရရတွေဖြစ်သွားမယ်ဆိုရင်တော့ကိုယ်မှလည်းတာဝန်ရှိပါတယ်အဲ့ဒီတာဝန်ကိုကိုယ်ပိုင်ယူပြီးတော့ထိန်းသိမ်းရဖို့ပါ ဟုတ်ကဲ့။နောက်ကိုမင်းကိုနိုင်တော့ကအခုဒီလာပိုင်းတွေမှာကိုမင်းကိုနိုင်တို့နေနေတွေလှည့်ပြီးတော့ဒီလူငယ်တွေကြားမှာဒီပွင်လင်းလူအဖွဲ့အစည်းကိစ္စတွေနောက်ဒီတရားဥပဒေစိုးမိုးရေးကိစ္စတွေလည်းလှုပ်ရှားနေကြရတယ်ဆွေးစည်းအောင်ဟောပြောနေကြလည်းတွေ့ရတယ်เนาะဒီပွင်လင်းလူအဖွဲ့အစည်းနဲ့လှုပ်ရှားမှုကိစ္စတွေနဲ့လောလောဆယ်မှာဒီမြန်မာနိုင်ငံမှာဒီလူမျိုးပေါင်းစုံ တိုင်းရင်းသားပေါင်းစုံဘာသာပေါင်းစုံကြားထဲမှာအဲ့လိုညီညီညွတ်ညွတ် ညီညီရင်ကြားဆေးရမယ်ညီညီနေထိုင်ရမယ်အခြေအနေတွေနဲ့ဘယ်လိုမျိုးဆက်ဆက်ကြည့်ကြလဲခင်ဗျာမနေ့ကကျွန်တော်ရောက်ခဲ့တဲ့ဒလမြို့နယ်ကဒီပညာရေးကျောင်းတစ်ခုပေါ့ဗျာအခမဲ့ပညာရေးကျောင်းတစ်ခုမှာပဲရှိလိုက်အဲ့မှာမွတ်စလင်ဘာသာဝင်တွေအများစုကဟိုပြည်သက်တဲ့လက်ရိုက်တဲ့ပုံတွေမှာလည်းဒီခေါင်းဆောင်ဆောင်ထားတဲ့မွတ်စလင်မျိုးသမီးတွေလည်းပါပါတယ်အများကြီးပါအဲ့တော့သူတို့ကဘိုးတင်ဆောင်တဲ့လက်ဖက်ကလေးက ေးကြမှာအခုစင်တွဲနေလာခဲ့ကြတာပဲတကယ်ကိုမိသားစုတွေလိုဖြစ်နေကြပြီတယောက်နဲ့တယောက်အကာအကွယ်ပေးရင်တယောက်ကလေးတယောက်ကင်းရင်းနဲ့နေခဲ့ကြတာကျွန်တော်အဲ့ဒီရင်ကျင်းမှုမျိုးကိုကျွန်တော်တို့တန်ဖိုးထားရမှာပါအဲ့တော့ကျွန်တော်ဖွင့်ရင်းလူဖက်စီကြီးနေမှာလဲဘာသာဘောင်းဆိုလူမျိုးဘောင်းဆိုဝင်ပြီးဆွေးနွေးတာရှိတယ်ကျွန်တော်တို့အားလုံးဟာဒီမိုကရေစီဆိုတဲ့တရားမျှတမှုရဲ့လွတ်လပ်ခြင်းရဲ့ဓာတ်မှုလူသားချင်းဆိုတဲ့အချက်သုံးချက်ကိုပဲအားလုံးသဘောတူပြီးတော့သွားကြတာအဲဒါကြောင့်မို့လို့ကျွန်တော်တို့ကဘာသာအစွဲအနှံ လူမျိုးအစွဲလားဆိုတဲ့ခေါင်းတွေကျွန်တော်တို့မှာပြဿနာရှိတယ်။အဲတော့ဥပ္ပယ်လေးနဲ့ဥပ္ပယ်ကြီးဆိုတဲ့နေရာမှာကျွန်တော်တို့ကလွတ်လပ်ခြင်းကိုပြင်ဆင်ထားဖို့ချစ်ချင်ရင်းနှီးမှုကလည်းကျွန်တော်တို့ထက်မှပါပြီးသားပါလား။အဲ့ဒါအစဉ်အဟောကျွန်တော်ဆက်ပြီးခင်ရမယ်။ဟုတ်ကဲ့ ကိုမြေကိုနိုင်နောက်ဆုံးအနေနဲ့ပေါ့နော်နောက်ဆုံးအနေနဲ့ဒီဟိုဘက်ဒီဘက်အပြန်အလှန်အမုန်းတရားတွေနဲ့ပြောဆိုနေကြတာတွေကြည်ကြည်မြင်နေကြတာတွေစုမြင်နေကြတာတွေလူငယ်တွေအပေါ်မှာကိုကိုမင်းကိုနိုင်ဒီအကူကြီးတယောက်အနေနဲ့ဆိုလို့ရှင်ဘယ်လိုများသူတို့ကိုနှစ်သိမ့်ပြောင်းပြခြင်းလဲခင်ဗျကျွန်တော်တို့ဒုတိယယူခဲ့တော့ကတော့မှအဲ့လိုပါလာမလူလူတွေပါခဲ့တယ်ဆိုတာရိယတာပါ ကျွန်တော်တို့တိုင်းပြည်ရဲ့အာသာနီပုဂ္ဂိုလ်တွေထဲမှာလည်းဒီလိုပါလာမှုဒီလိုမတူတာတွေရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ညီညီညွတ်ညွတ်နဲ့အောင်မန်းကိုစုပြည့်ရတဲ့လူတွေကအဲဒီတော့ဒီတိုင်းပြည်ထဲမှာတော့ကျွန်တော်တို့တယောက်နဲ့တယောက်ဟိုတရားခံအစ်စ်ကိုမိလို့တရားဥပဒေရဆုံးမတာကိုကျွန်တော်တို့အပြည့်ဝလက်ခံအပြည့်မရှိတဲ့လူတွေကတော့ကျွန်တော်တို့ဘာသာအလျောက်မလုံခြုံမိနေတဲ့ပါဘူး။ ။ဘာကြောင့်လဲဆိုတော့ဒီနေရာမှာကိုအားတာနေပေမဲ့နောက်နေရာမှာကိုဘက်ကအားနေနေမဲ့ဆိုရင်အပြန်အလှန်တက်ပြမှုတွေကလည်းပြီးလို့ပါပြီးတော့ဘာသက်လာကောင်းမှထောက်မှာမဟုတ်ပါဘူး။အမှန်တန်သမိုင်းမှာအကြီးကျယ်တဲ့လုပ်ရည်ကြီးကိုကျူးလွန်ပြီးသူတွေတဲ့ဆန်းဆင်းမှာပုံပါလိမ့်မယ်။ကျွန်တော်ချက်ပြောပြတယ်ဒီနေရာမှာကိုအားတာနေပေမဲ့တခြားနေရာမှာကိုဘက်ကအားနေနေတဲ့နေရာမျိုးမှာဆိုရင်ကျွန်တော်တို့အမတန်အကြီးကျယ်နဲ့အမိုင်းကြီးဖြစ်သွားပါလိမ့်မယ်အဲ့ဒါကိုသတိပြုကြပါမေတ္တာရက်ခံပါ ဟုတ်ကဲ့ကိုမင်းကိုနိုင်ကျေးဇူးတင်ပါတယ်ခင်ဗျ